မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့တော့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းငါတစ်တာလေးတုံစားကြရအောင်နော်ငါတစ်တာတုပ်ဖို့အတွက်ကိုကျမတာယူရရလာတဲ့ငါတစ်တာလူတိုင်းလည်းသိပြီးသားဖြစ်ပါမယ်ဒီကောင်ကိုပဲတုံထားပါရယ်အဓိကကတော့ငါတစ်တာကိုမတုပ်ခင်မှာ7မိနစ်လောက်ရင်းနှီးပပတ်စုနဲ့ပြုတ်ဖို့လိုအပ်ပါတယ်နော်ဒီတိုင်းဘူးကြီးကိုဖောက်ပြီးတော့တုပ်လိုက်တာမျိုးကိုမလုပ်ဖဲနဲ့7မိနစ်ရင်းနှီးပပတ်စုနဲ့ပြုတ်လိုက်ကြရအောင်ဘူးလိုက်ပြုတ်ပါတယ်လုံးဝမဖောက်ပဲနဲ့နော် ဲပြီးပြီဆိုလို့ရှိရင်တော့ဒီလိုပြုတ်ထားတဲ့အချိန်မှာသူ့ထဲမှာထည့်မဲ့အစာပလာလေးတွေကိုပြင်ဆင်လိုက်ကြရအောင်ကျမဂေါ်ဘီကိုတုံးထားပါတယ်ဂေါ်ဘီကိုရိပ်ရိပ်ပပလေးတွေလှီးမယ် ပြီးပြီဆိုရင်တော့ကျမကဇပလင်ထဲ့တာကိုကြိုက်ပါတယ်နော်ဇပလင်ကိုအပြင်ကုန်နေအကုန်လုံးဖဲလိုက်ပြီးအတွင်းသားနုနုလေးတွေကိုပဲပပလီလှီထည့်လိုက်စားရအောင်ဇပလင်ထဲ့တာသူကအစာလဲပို့ပြီးတော့ကြည်စေတယ်ပြီးလို့ရှိရင်အနံ့လေးကိုလည်းမွေးစေတဲ့အတွက်ကြောင့်မလို့ကျမဇပလင်ကိုတုတ်တွေထဲမှာထည့်သုံးရတာကိုကြိုက်နေတတ်ပါတယ်နော် ီးပြီဆိုရင်တော့ခရမ်းချစ်သီးခရမ်းချစ်သီးလှီတာကတော့ကိုစိတ်တိုက်ကြပပလေးလေးလှီရင်လည်းရတယ်ကျမကတော့လှအောင်လို့အကွင်းကွင်းလေးတွေလှီလိုက်ပါမယ်ကဲ ကော်ဘီကလည်းရပါပြီပြီးပြီဆိုရင်ခရင်ချစ်တီလည်းရသွားပြီဆိုလို့ရှိရင်တော့ဒါကအစပလာအတွက်ကရပြီပြီးပြီဆိုရင်တော့အဆက်အတွက်ငရုပ်တီစိန်ကိုထည့်ဖို့လိုအပ်ပါတယ်တချို့ကငရုပ်တီမှုန့်တွေနဲ့ထည့်တယ်ဒါပေမဲ့ငရုပ်တီမှုန့်တွေကလုံးဝမလိုက်ဖက်ပါဘူးနော်ငရုပ်တီစိန်နဲ့မှလိုက်ဖက်ပါတယ်ဆက်ဆက်လေးတုတ်ချင်လို့ငြိပ်ပြီးစိတ်များများထဲလိုက်တယ် ရင်ညတစ်တာကလည်းရနေပြီဆိုလို့ရှင်တော့သူ့ကိုခဏလေးလည်းအေးသွားအောင်လို့ပေါ့နော်ဆဲပြီးတော့ထားလိုက်မယ်။ဘာလို့ဆိုတော့တန်ဘူးကိုပြုတ်ထားတဲ့အတွက်ကြောင့်ဘူးသူကကောက်ကောက်လေးပူနေနော်။အခုချိန်များတဲ့အတွက်ဆဲတဲ့အခါမှာ၊ကင်တဲ့အခါမှာတော့တတိထားဖို့လိုအပ်ပါတယ်။ ဒီတိုင်းအစိမ်းတိုင်းကြီးပဲပေါ့နော်ဒီတစ်တာငါတစ်တာတိုင်းကြီးပဲထည့်ပြီးတော့သုံးမယ်ဆို तू ကချက်ထားပြီးသားဆိုတာကတော့ပန်ပါတယ်ဒါပေမဲ့ဒီစစ်တပူရဲမှာပေါ့နော်အချိန်ကြာကြာထည့်ထားတာဆိုတော့ကျွန်မကတော့ပြုတ်လိုက်လို့ရှိရင်ပို့ပြီးတော့အနှံ့ရလဲမှွေးတယ်ပြီးပြီဆိုလို့ရှိရင်သူကအထဲထဲကအနှစ်လေးလေးရလဲပို့ပြီးတော့ပုတ်ပတ်ဆူသွားတဲ့အတွက်ကြောင့်မလို့ပို့ပြီးအရောင်းနေလဲလှလာတယ်နော်ဒီတိုင်းထည့်တာနဲ့ပြုတ်ပြီးထည့်တာနဲ့အရသာလဲကွာပါတယ် အခုကသမယာတိထည့်လိုက်ပါမယ်။ချင်ကစားတုံပါဆိုတော့ကျမသမယာတိလည်းများများထည့်တယ်၊ငုံသီးစိတ်လည်းများများထည့်တယ်။ဒါကတော့အချင်းအငက်အဆက်ကတော့ကိုယ့်ရဲ့စိတ်တိုင်းကြားပြပြပြီးတော့တုံလို့ရပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့မပြာရည်လေးနည်းနည်းထည့်မယ်ငါတိတာကပေါ့တယ်เนาะသူရဲ့အရာသာကိုတော့ပေါ့ပေါ့လေးပဲလှုပ်ထားတဲ့အတွက်ကြောင့်ခုလုံးမပြာရည်လေးထည့်ရပါမယ် ကျမစားတယ်ဗျာဒီချပါမမသုံးဘူးငံပြားကြီးပဲသုံးထားပါဗျ။ပြီးပြီဆိုလို့ရှိရင်တော့ကျမမှာကျွတ်တွန်ကျော်လေးလည်းထည့်ပါတယ်။အောက်ကစီကိုမယူဘူးအပေါ်ကကျွတ်ကျွတ်ရွရွလေးဖြစ်နေတဲ့ကျွတ်တွန်ကျော်ကျွတ်ကျွတ်ကလေးကိုထည့်မယ်။ဆုံးမှာတော့နန်းနန်းမင်းလေးထည့်လိုက်ပါမယ်။လောက်ရတာအရန်ကိုရွရှင်ပြီးတော့လွယ်ကူပါတယ်နော်။ကိုကရချက်ဖို့အတွက်အချိန်နဲ့မရတဲ့နေ့တွေမှာဆိုလို့ရှိရင်ကို အတွက်အလွယ်တကူအမြန်ဆန်နဲ့လုပ်လို့ရတယ်ငါတက်တာဘူးလေးဆောင်ထားမယ်ဆိုရင်တော့ကဲဒါကထမင်းနဲ့အတွက်ပဲဖြစ်စေပါမုန်းနဲ့ပဲဖြစ်စေအလွယ်တကူရိုးရိုးရှင်းရှင်းလေးနဲ့လုပ်ဆောင်လို့ရတယ်ချိန်ကစားဟင်းလေးတစ်ခွက်ကိုရပါပြီနော်ငါတက်တာဘူးလေးတွေအိမ်မှာဆောင်ထားပြီးတော့အလွယ်တကူပဲချက်စားလိုက်ကြရအောင်နော်ကဲကျမရဲ့ page လေးကိုစိုက်ပြတ်တဲ့ဆိုရင် like and share လုပ်ပြီးတော့အပြေပါအောင်ရှင်ပတ်စပ်ပတ်တိုင်းပဲလွယ်လွယ်ကူကူရိုးရှင်းတဲ့အရသာရှိတဲ့ဟင်းလေးတွေကိုချက်ပြပေးသွားပါမယ်။